စကိုင်းတိုင်းဒေသကြီးကလေးဝမြို့နယ်ချင်းချောင်းကျေးရွာအုပ်စုကျောင်းကြီးကျေးရွာမှာအော်တိုဘာ၈ရက်နေ့ညပိုင်းကချောင်းရီကျဆင်းမှုမှာမျောပါသွားခဲ့တဲ့လူ၁၄ဦးနဲ့လူ၆ဦးရဲ့အလောင်းတွေကို ပြန်လည်တွေ့ရှိပြီဖြစ်တယ်လို့ဒေသခံတွေကပြောကြတယ်လို့သတင်းရရှိပါရယ်။ချောင်းရီကျဆင်းမှုနဲ့ကြုံတွေ့ခဲ့ရတဲ့ချင်းချောင်းရွာ ဝေပုံရွာ၊ကြောင်းကြီးရွာတို့ဟာမဟာမြိုင်တောအတွင်းမှာတည်ရှိပြီးမုံရွာအောင်ချောင်းသာတက်ကြဲချင်းဖောင်းပြင်ဟုံမလင်ခန်းနီးပြူဟာလမ်းကနေ10မိုင်လမ်းခွဲကနေ15မိုင်ခန့်သွားရောက်ရတယ်လို့ဆိုပါတယ်။အခုချောင်းရီကြဆင်းမှုမှာပျောက်ဆုံးသူအများစုဟာကြောင်းကြီးရွာကနေလဲရအခင်းတွေသွားလို့တဲ့သူတွေဖြစ်ပြီးပြန်လဲတွေ့တဲ့အလောင်း6လောက်မှာကလေးအလောင်း2လောင်းနဲ့လူကြီးအလောင်း4လောင်းဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီချောင်းရီကြာစင်းမှုမှာလူတွေမျောပါမှုအပြင်ရွာတွေမှာရှိတဲ့ကျွဲနွားဝက်တွေလည်းမျောပါသွားခဲ့ပါတယ်။ချောင်းရီကြာစင်းမှုနဲ့ပတ်သက်ပြီးအလဲပန်းမီဒီယာ group ကသတင်းထုတ်ကိုအောင်သူထွန်းကအခုလိုပြောပါဗျာ။ခုဒီဟိုကျွန်တော်တို့ဒီကလေးဝမြို့နယ်အတွင်းမှာပေါ့နော်။ချောင်းကြီးကြီးတာဆိုတာကျွန်တော်မဟာအမြိုင်ကျွန်တော်တောအတွင်းမှာရှိတာ။အဲ့ဒါဟိုတနေ့တော့ချောင်းရီတောတောင်ကြားချောင်းရီကြာပြီးတော့မှကျွန်တော်တို့အဲ့ဒီဟိုလူစက်လေးအောင်မျောသွားတာပေါ့နော်။ ခုတော့ဘယ်နှပိုင်းတော့သူတို့ပြန်ပြောမှလိုက်ပြမှရှိရခါကြတော့သူတို့ဒီ6ရောက်ရဲ့အလောင်းကိုတော့ body တွေတော့သူတို့ပြန်ရတယ်တဲ့ဒါကျန်တဲ့သူတွေကတော့ရှာမတွေ့သေးဘူးတဲ့အခုဒီထက်ကလည်းမိုးလဲတော့ရွာတာတော့ရွာနေတယ်ရွာနေတယ်ဆိုပေမဲ့ကြာကြာချောင်းချာလာရပြီးရှိတော့ဟိုမဖြစ်သေးဘူးတဲ့အနေအထားရှိတယ်ပေါ့နော်ဒီမှာအဓိကအခက်အခဲကသူတို့ကဘာအခက်အခဲသွားမလဲဆိုတော့ ူတို့လောလောဆယ်မှာတော့သူတို့စားဝတ်နေရေးတွေတော့တိတ်တော့မခက်ခဲဘူးခုချောင်းကြချောင်းကြလိုက်တဲ့အတွက်ဒီသူတို့နေတဲ့ရွာနေပြောင်းတော့တော့တခြားနေရာတွေသွားလာဖို့အတွက်သူတို့အရန်ခက်ခဲသွားတယ်ပြည်တဲ့နောက်ချက်ကြီးသူတို့ရဲ့လေတွေပေါ့နော်လေတွေတော်တော်များများတဝက်ကျော်ကျော်လောက်ကအလုံးပေါင်းပြည့်စည်သွားတယ်ပြည့်စည်သွားတဲ့အခါကျတော့လာမယ့်နေ့မှာဆိုရင်တော့သူတို့စားတဲ့အခါရှားပါမှုကိုလေသူတို့ဖြစ်ကြုံတွေ့နေရတယ်အဲ့လိုနေတာရှိရယ်အခုဒီလိုတောင်ရချောင်းဖြစ်ပြီးတော့မလူတွေမျောကုန်တယ်တိရစ္ဆာန်တွေမျောကုန်တယ်ဆိုတာကအဲ့ ကျွန်တော်ရှင်းချောင်းကြီးပါ OCC ကြီးပါ300ပါတော့เจ้าကြီးရဲ့ရှင်းချောင်းရဲ့ဝေဘုံရဲ့အဲ့300သလုံးဟိုဒန်ခံရရတယ်မိုးရွာသုံးမှုကြောင့်ချင်းပြည်နယ်နဲ့ကလေးမြို့ဂံကောမြို့တွေကိုချိတ်ဆက်ထားတဲ့ကားလမ်းတွေပိတ်ဆို့နေပြီးကလေးတမူလမ်းပေါ်ကယာယီတံတားတွေကွင်းလမ်းတွေရေမာမျောပါခဲ့ကသွာလာရေးတွေခက်ခဲနေပါတယ်လက်ရှိချင်းပြည်နယ်ရဲ့လမ်းပန်းဆက်သွယ်မှုအခြေအနေကိုလည်းကိုအောင်သူထွန်းကပြောပြထားပါတယ် ီအဝပြတ်သွားတဲ့အပိုင်းတွေကခုမိုးမပြတ်ပဲရှင်ဒီတောင်ညာချောင်းနေကြနေတဲ့အတွက်သူပြင်ဆင်မှုကတော့မလွယ်သေးဘူးအခုဒီတောင်ညာချောင်းတွေမိုးပြတ်သွားမယ်တောင်ညာချောင်းတွေသူရက်သွားမယ်ဆိုတော့အဲ့ဒီချောင်းထဲမှာလေသူတို့ဟိုလမ်းလွဲခေါ်တာပေါ့နော်လမ်းလွဲတွေလမ်းလွဲတွေသူပြန်လုပ်မယ်ဒါပြောမှအဲ့နန်းလေးမှာအဲ့ချက်မှာသူတို့အဲ့ဖီလီဇာတွေပြန်ပြောမှထုတ်မယ်အခုပြတ်သွားတဲ့ဟာတွေကလည်းအရင်တစ်ခေါက်ဒီကြီးတုန်းကသူတို့တရားတွေအကုန်ပါသွားလို့လမ်းလွဲတွေလောက်ထားတယ် ဒီလမ်းဘက်မှာတရားတွေထိုးထားတယ်အဲ့ဒီထိုးထားတဲ့အနေထားမှာအဲ့ဒီဟာတွေအကုန်လုံးပြန်ပါသွားတဲ့အနေထားပဲခုကဒုတိယကြိမ်ပြန်ပြောင်းမှလောက်ရမှာပေါ့နော်အခုအဲ့ဒီဘလန်ပွင့်မှုဆိုတဲ့ဆိုရင်ကျွန်တော်တို့ဟိုဟာမျက်ပတ်လောက်တော့အရှင်ယူရမယ်လို့ဒီဒေသဆိုင်ရာအားလိုက်တယောက်ကပြောတယ်ဗျာချင်းတောင်ဒေသနဲ့ချင်းပြည်နယ်တို့ဟာဇူလိုင်လကုန်နဲ့ဩဂတ်စ်လတို့ကရေကြီးရေရှမ်းမှုမြေပြိုမှုစတဲ့သဘာဝဘေးအန္တရာယ်တွေကိုဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်